မြန်မာဆိုရင်လည်းเนาะအဲ့ဒါမြင်လို့ရှင်ဘလူးမမစားခြင်းဝင်လို့မနေနိုင်ကြဘူးလေနော်ကျွန်တော်ကိုယ်တိုင်းလည်းအဲ့လိုမျိုးပဲဘလောက်ပဲဒါရိုက်လုပ်တယ်ပဲပြောပြောဘလောက်ပဲအဝေးလျှော့တယ်ပဲပြောအဲ့ဒါတွေ့လို့ရှင်စားဖို့စားခြင်းလေအဲပြောရလို့ရှင်အဲ့ဒါလေခါလေကြားလို့ရှင် အမြင်ပေါ့နော်ကျွန်တော်တို့မြန်မာတွေကျတော့ထမင်းကြိုက်တဲ့လူတွေခါကျတော့ဒီအမြင်လေးလှနေလို့ရှင်ထမင်းပုံမိန်နဲ့ပူစားခြင်းတဲ့ခါကျတော့ကျွန်တော်အမြင်တန်းကျွန်တော်အဲကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်ထမင်းမိန်စေခြင်းတို့ကြောင့်ကျွန်တော်အမြင်တန်း ဝယ်ရလေးအဲ့လိုမျိုးအစားစီခြင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့ခါကျဈေးသွားလို့ရှိရင်တော့အဲ့တလန်းလုံးရှိသမျှဟင်းသီးဟင်းရွက်တွေအကုန်လုံးကောက်လာခဲ့အဲ့လိုမျိုးနာနာအဲမှတ်လည်းမှတ်မိပါတယ်ဒီမီဒီယာအကူအမတွေကိုအကျွေးရှိရဲဆိုတာလေဆိုတော့ဒါပေမဲ့အဲ့လိုမျိုးတိုင်ပင်လိုက်ကြပါတော့ဗာလေးစားခြင်းလေဆိုတော့ဟဲ့လိုက်ရစား ကျွန်တော်အမအမတို့စားကြတာကိုချက်ကြည့်ရပူစားလွယ်ပေါ့ကျွန်တော်ချက်တက်တာကျကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားစားစာတွေပြီးွားလို့ရှင်တော့မြန်မာသမင်းဟင်းတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့အတွက်ဒါတော့အဲကျွန်တော်ကောင်းကောင်းချက်တက်တယ်အချက်အကျွမ်းဆုံးတော့ငါပြည့်ရနေတိုးစရာပေါ့မှာရဒါကတော့ကျွန်တော်အကျွမ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိရအမြင်နဲ့ရှိရဆိုတော့အဲ့ဒါကတော့အမြင်နဲ့အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာပေါ့နော်ဒီထဲမှာကျွန်တော်တို့ ဒီဆိုင်ကြီးတဲမှာပေါ့နော်မိသားစုလေးချစ်ချင်မမြင်နေတဲ့ကျွန်တော်ကတားအလက်ပေါ့ကိုကိုလက်ဆိုတဲ့နေရာကနေပါဝင်ထားပါတယ်ခင်ဗျာမြေရတနာကျော်နဲ့ကျွန်တော်နဲ့ကကျွန်တော်ဒါအိမ်တော်တယ်ပေါ့လင်မယားတွေအာပြီးတော့ဒီညီကို၃ယောက်ညီကို၃ယောက်ရှိရဲကျွန်တော်ကအလက်ပေါ့အာဒီမိသားစုလေးထဲမှာဒီဒီဝတ္ထုကကျတော့ဒါနာမည်ကြီးဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပရိသတ်တွေဖတ်ပူတဲ့ပရိသတ်တွေလည်း ရှိမယ်ရှိပြီးသားဖြစ်မယ်ထင်တယ်အဲဆိုတော့ဒီဇက်လန်လေးအကြောင်းကိုကျွန်တော်တို့ဒီဇက်လန်တွဲအဖြစ်နဲ့ကျွန်တော်တို့ဘယ်လိုထပ်ပြီးတော့ပရိသတ်တွေကိုအမှုပညာအကောင်းဆုံးအမှုပညာတွေဘယ်လိုပေးမလဲဆိုတာတော့အဲကျွန်တော်တို့အဲဒီဇက်ကားလေးထွက်လာတဲ့ခါကြလို့ရှင်ပရိသတ်တွေအဲဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်ဒါတွေဒါပြောပါရယ်တွဲထားရတော့ကောင်းတယ်နော်ညောင်လို့တိုင်းရင်းသားဖြစ်နေတဲ့ခါကြတော့လေ ကျွန်တော်တို့ညောင်ထွက်လာလို့ရှိရင်တော့ညောင်လုံးကဝဲသေးသေးလေးဖြစ်နေတဲ့အခါကျတော့ပြိတ္တတမျိုးလေးအမြင်ဆန်းမယ်လို့ထင်တယ်။ဒီကမြက်ကလည်းဒါတောင်ကြီးတူကျွန်တော်ကကျွန်တော်ကလည်းမော်လမြိုင်သားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စကားပြောလို့ရှိရင်တော့အဲနည်းလေးစကားဝဲတဲ့ပုံစံမျိုးလေးဖြစ်မယ်ထင်တယ်ပေါ့နော်။အဲဆိုကျွန်တော်ညောင်တော့နည်းလေးပုံစံတမျိုးလေးတော့ဖြစ်မယ်တော့ထင်တယ်။အဲအဲ့အတွက်လည်းရမ်းရင်ခုန်ပါတယ်မျက်နဲ့လည်းဒါဘာမှမအောင်ဆုံးနေတဲ့အခါကျတော့လေဒီမှာလည်းချစ်မှာပါမိမအောင်လေအဲဆိုတော့ ဒါကတော့ဟိုစပိုင်းမီမှာဆိုလို့ပရိသတ်တွေကတော့ဂျမေးစီကြောင်ထွက်တော့ခါကြတော့မှပဲကြည်စီခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့စူးစမ်းမှုတွေဖန်တီးမှုတွေပေါ့ဒီစက်တာတော့ကတော့ကျွန်တော်တို့ဘုံမှာဆိုရင်ကျွန်တော်တို့ရိုးရနေတဲ့ခါကြတဲ့ situation ကစားကြရဲအဲတတိကျွန်တော်ပဲချက်မှာပါဘာလို့ဆိုတော့ကျွန်တော်အသေးလို့ရှိရင်ချက်ကြည့်ဖို့အကြောင်းမပြောတဲ့ကျွန်တော်ပဲဖြစ်ဖို့များပါတယ်ချက်ကြည့်ဖို့အခြေတင်နေရ ရှိသေးလားအများကြီးပဲပါကျွန်တော်ကလေအကျွေးတွေဆိုတော့များနေပြီနော်မီဒီယာကိုမတွေရောနော်အကျွေးတွေရှိသေးရဲ့ဆိုတော့ကျွန်တော်တရက်လောက်အဲ့လိုမျိုးနဲဟောကန်လေးတခုမှာဟားပြီးမှအဲ့လိုမျိုးအမားတို့တည်းချက်ကြွမလောက်မယ်ထင်တယ်ဘာလို့ဆိုတော့အဲ့လိုမျိုးကျွန်တော်ကလည်းတယောက်ကိုချက်ကြွပြောခြင်းတယောက်ကမစားဘူးဆိုတော့လည်းမဖြစ်စေခြင်းဘူးလေအကောင်လုံးကိုကြွခြင်းနဲ့ဒါတကယ်ပါစိတ်ရင်နဲ့ပါအဲ့မှတ်လည်းမှတ်မိပါတယ်ဒီမီဒီယာအကူအမတွေကိုအကျွေးရှိရဲဆိုတာလေဆိုတော့ ဒါပေမဲ့အဲ့လိုမျိုးတိုင်ပင်လိုက်ကြပါတော့ဗာလေးစားခြင်းလဲဆိုတော့အဲ့လိုဆိုတော့ဘယ်နှမျိုးတော့တောင်းတဲ့လူဖြစ်တယ်ကျွန်တော်ကဟိုအမတို့စားခြင်းအကုန်ချက်ကျွေးဘူဇာလွယ်ပေါ့ဘူဇာမျိုးစပါဂက်တီတို့ဘာလို့ညာတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်လည်းမချက်တဲ့ကျွန်တော်ချက်တဲ့အရာကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားအစားအစာတွေပြီးသွားလို့ရှိရင်တော့မြန်မာသမင်းဟင်းတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့အတွက်ဒါတော့အဲကျွန်တော်ကောင်းကောင်းချက်တဲ့တယ်အချက်အကျန်းဆုံးတော့ငါပြည့်ရင်လည်းတိုးစရာပေါ်ပါရဲ့ဒါကတော့ကျွန်တော်အကျန်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိရဲ့ အမြင်နဲ့ရှိရဲဆိုတော့အဲ့ဒါကတော့အမြင်နဲ့အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာပေါ့နော်အဲ့မို့ကျွန်တော်တို့ညီမဆိုရင်လည်းနော်အဲ့ဒါမြင်လို့ရှိရင်ဘယ်သူမှမစားခြင်းဘူးလို့မနေနိုင်ကြဘူးလေနော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲဒိုင်ရက်လုပ်တယ်ပဲပြောပြောဘလောက်ပဲအဝေးလျှော့တယ်ပဲပြောအဲ့ဒါတွေ့လို့ရှိရင်စားဖို့စားခြင်းလေအဲ့ပြောရလို့ရှိရင်အဲ့ဒါလေခါလေကြားလို့ရှိရင်အမြင်ပေါ့နော်ကျွန်တော်တို့ညီမတွေကြတော့ခမင်းကြိုက်တဲ့လူတွေခါကြတော့ဒီအမြင်လေး လှနေလို့ရှိရင်ထမင်းပုံမိန်နဲ့ပူစားခြင်းတဲ့အခါကျတော့ကျွန်တော်အမြဲတမ်းကျွန်တော်အဲအဲကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်ထမင်းမိန်စေခြင်းတော့ကျွန်တော်ကျွန်တော်အမြဲတမ်းဘဝရာလေးအဲ့လိုမျိုးအစားစေခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ခါကျဈေးသွားလို့ရှိရင်တော့အဲ့တလန်းလုံးရှိသမျှဟင်းသီးဟင်းရွက်တဲ့အကုန်လုံးကောက်လာခဲ့တယ်အဲ့လိုမျိုးဘယ်ရာမဆိုကျွန်တော်ကလေကိုကိုတိုင်လောက်ရတာပဲကြိုက်တဲ့သူမျိုးဆိုတာလေအဲ့လိုမျိုးဥမာအဲကျွန်တော်ဟင်းချက်တာပဲကျွန်တော်ကိုယ်တိုင်လောက်ရတာပို့ပြီးတော့သဘောကျတယ်ဟိုကို ိုတိုင်ပဲလှုပ်ချင်တယ်ပေါ့နော်ဥမာဝိုင်းကူပေးရမလားအေးဝိုင်းကူတာကျွန်တော်သက်ပို့ပြီးအချိန်ကြာတယ်ကျွန်တော်တယောက်တည်းလောလိုက်လို့ရှိရင်ပို့ပြီးတော့မြန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြဲတမ်းဘယ်လှုပ်ပဲဖြစ်ကျွန်တော်ရဲ့အာဒီဝေယဝဆတွေဖြစ်ပေရပြီကျွန်တော်ကိုယ်တိုင်လှုပ်ရတာပို့ပြီးတော့တော်ကြာတယ်โอเคပရိသတ်တွေကျွန်တော်တို့မကြာခင်ကျွန်တော်တို့ဖန်တီးမဲ့ဒီချမ်းမြေစီတောင်ဇလန်တွေလေးကိုအာအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီ စကားနဲ့ပတ်သက်တဲ့အမှတ်တရတွေတွေ့ကြုံနေရောလဲနောက်မှကျွန်တော်ထပ်ပြီးတော့ပြည်သက်တွေကိုပြပြပါအောင်မယ်ခင်ဗျာကျေးဇူးများကြပါတယ်